အားလုံးမင်္ဂလာပါဗျာခုတစ်ခါမှတော့အမားလို့လေချောလိုက်ရင်ရတယ်လို့ပြောတဲ့ယောက်ျားကိုဆွလွင်လိုက်တဲ့အမျိုးသမီးငယ်လေးရဲ့ရုပ်တံပြူပန်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလေဒီပြူပန်လေးကိုချစ်ပြီးတော့ဝေဖန်တုံးတက်ပေးကြပါအောင်ဗျာအားလုံးလေးမင်္ဂလာပါဗျာမြန်မာကန်ထရီနိုင်ငံ channel မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာ ဒီလောက် A channel မျက်နှာကိုတဲ့ယောက်ျားကဘာဖြစ်လို့ထားခဲ့တာလဲတဲ့လာပြီးတော့မှမေးကြတဲ့သူတွေမှန်ကြတဲ့သူတွေเนาะတယောက်တစ်မျိုးစီပေါ့မှန်နေရတော့အများကြီးပဲယောက်ျားဘာလို့ထားခဲ့တာလဲပေါ့เนาะယောက်ျားကကျွန်တော်ထားခဲ့တာမဟုတ်ပါဘူးเนาะအဲအเจ้าကအရှိမလဲပြောပြပြည့်ထားခဲ့တာမဟုတ်ဘူးပြောမယ်ဆိုလို့ရှိရင်အရန်သီးခံပြီးတော့မှအချိန်ချင်းအမှားဘလောက်ပဲလှုပ်လှုပ်ကိုဘက်ကနေပြီးမိသားစုလေးမပြိုကွဲခြင်းလို့နားလဲပေးတာ အလျှော့ပေးတာကိုကလေးမျက်နာနဲ့ကိုရဲ့မိသားစုမပြိုကွဲခြင်းလို့အဲ့လိုအလျှော့ပေးတဲ့အချိန်ကြီးတွေများလာတဲ့အခါကျတော့သူတို့ရဲ့စိတ်ထဲမှာဘလို့ဖြစ်သွားလဲဆိုရင်ဒီမိမအာငါပြောရင်ရတယ်ငါချော့ရင်ရတယ်ပေါ့နော်အဲပြီးလို့ရှိရင်ကလေးကိုကျွန်တော်ထောင်ကျောက်ဆင်ပြီးကလေးကိုခေါ်သွားတဲ့အခါမှာပြောမစင်ကျွန်တော်ကတတကိုအရန်ချစ်တယ်ကိုရဲ့ကလေးနဲ့ခွဲနေရတဲ့အချိန်မှာအရန်စိတ်ထိခိုက်တာတွေအရန်များတယ်ပေါ့နော် အဲ့လိုမျိုးပေါ့တားနဲ့ခွဲနေရတဲ့အချိန်မှာကျွန်တော်အရင်စိတ်ပိုင်းဆိုင်ရတဲ့အထီးကြိုက်တယ်ခဏခဏလည်းငိုရတယ်ပေါ့နော်ကိုယ့်ရဲ့ခလေးကကိုယ်ကိုမမှတ်မိတာတွေပြီးရင်ကိုယ့်ကိုတန်ရုံးစင်မရှိတာတွေကိုယ့်ကိုမခင်တွေ့တာတွေအဲ့ဒါတွေကြောင့်မလို့ကျွန်တော်အရင်စိတ်ထိခိုက်ရတယ်အဲ့တော့သူတို့ထင်တာကကျွန်တော်ကအာခလေးနဲ့ကျွန်တော်အကြက်ကြိုက်မယ်ဆိုရင်သူတို့ကျိုးဆွဲရရမယ်ပေါ့နော် အဲသူတို့ရွာမှာနေစေခြင်းနဲ့ကျွန်တော်သူတို့ရွာမှာနေစေခြင်းတာเนาะကျွန်တော်ကရှမ်းပြည်ရလို့သူတို့ကကျတော့အညာဒေတာလေအဲဆိုအညာဒေတာမှာကျွန်တော်ကဘယ်နည်းနဲ့မှမနေနိုင်ဘူးမနေနိုင်တဲ့အတွက်ကြောင့်မို့လို့ခလေးနဲ့အကြက်ကိုင်းနဲ့ခလေးကိုကျွန်တော်မသိအောင်ခိုးခေါ်သွားပြီးတော့မှကျွန်တော်ကိုနှစ်လဝန်းကျင်လောက်ထိသူ့ဘက်ကလုံးဝအဆက်အသွယ်မလုပ်ဘူးเนาะအပြန်တဲ့နေ့ရစပြီးတော့မှသူ့အဖေနဲ့သူတို့အိမ်ရောက်ပြီးဆိုပြီးဖုန်းပြောခဲ့တာပဲရှိတယ်အဲ့ချိန်ကစပြီးလုံးဝအဆက်အသွယ်မလုပ်ဘူးအဲ့တော့အဲ့လိုပုံစံမျိုးထောင်ကျောက်ဆင်တယ်လို့လည်းပြောလို့ရတယ် တကယ်လို့ကျွန်တော်ကသူတို့နောက်ကိုခလေးကိုမခွဲနိုင်လို့လိုက်သွားခဲ့မယ်ဆိုရင်တေးကြတာသူတို့ထားတဲ့ပုံစံကွက်ထဲကိုကျွန်တော်ရောက်သွားမှာပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ဘက်ကနေပြီးတော့မှတတကိုလည်းယင်တာခံယင်အကွဲခံပြီးတော့မှဆွန့်လွတ်ပေးခဲ့တယ်လို့သူ့ကိုလည်းဆွန့်လွတ်ခဲ့တာဖြစ်တယ်သူ့ဘက်ကနေပြီးတော့မှကျွန်တော်ကိုဆွန့်လွတ်ခဲ့တာမဟုတ်ဘူးကျွန်တော်ဘက်ကနေသူ့ကိုပြန်ပြီးဆွန့်လွတ်ခဲ့တာလူတွေဟာကိုယ်အနိုင်ရပြီဆိုပြီးတော့မှအနိုင်ပိုင်းသွားတဲ့အပေါ်မှာတချို့သောအရာတွေကသူတို့ပြန်ရှုံးသွားတာမျိုးပေါ့နော် အရာရာသီးခံနားလဲပေးတယ်ဆိုတာကလူတိုင်းမှာအတိုင်းအတာတစ်ခုရှိတယ်။အဲ့ဒီအတိုင်းအတာထက်ကြော်ဝါပြီးဘောင်ကြော်ဝါပြီးဆိုရင်ဘလို့နည်းနဲ့မှသီးမခံနိုင်တော့ကျွန်တော်တို့ main ကလေးအများစုမှာပေါ့နော်သီးခံပေးတယ် အိမ်တောင်တစ်ခုတိဆောက်ပြီးပြီဆိုရင် ပေါ့နော်အဲကောင်းတဲ့သူလည်းရှိရမကောင်းတဲ့သူလည်းရှိရဒါပေမဲ့ဒါကျွန်တော်တို့ကျွန်တော်လိုမျိုးကြုံတယ် main ကလေးတွေအတွက်ပဲပြောပေးခြင်းဖြစ်တယ်နော်တော့ကြာနေယောက်ျားလေးတွေကအမမိန်းမတွေလည်းမကောင်းတာရှိတယ်လို့လာပြောနေဦးမယ်မကောင်းတာတော့သူတို့မကောင်းတဲ့အပိုင်းသူတို့ရဲ့ခန္ဓာအဲ့တော့ကိုကကိုကြုံခဲ့တဲ့အရာပေါ်ကနေပဲကျွန်တော်ကပြောသွားတာဆိုတော့လေတိခန္ဓာတက်ပြီးခံနိုင်တဲ့ဘောင်တစ်ခုကြော်သွားတဲ့အခါမှာအခုလိုမျိုးကျွန်တော်တို့ကလမ်းခွဲခြင်းကိုပဲရွေးချယ်ခဲ့တာပေါ့နော် ပြီးရင်ကျွန်တော်ကသူများကိုအားကိုးခြင်းလည်းသူမဟုတ်ဘူးလို့အရှိဗီဒီယိုတွေမှာလည်းပြောခဲ့ဘူးတယ်။သူကမိသားစုအားကိုးတယ်၊အမျိုးအားကိုးတယ်၊အပိုင်းဝိုင်းကိုအားကိုးတယ်။ကျွန်တော်ဟာသူများကိုအဲ့လိုအားကိုးတတ်တဲ့မိန်းမတစ်ယောက်မဟုတ်ဘူး။ကိုသားရဲ့ရှေ့ရည်အတွက်ကိုကိုတိုင်းပဲစ조사ရှာဖွေမယ်၊ရုန်းကန်မယ်ဆိုပြီးတော့မှအမြဲတမ်းစိတ်ထဲမှာရှိတဲ့သူတစ်ယောက်။ဒါမဲ့သူနဲ့ကျွန်တော်နဲ့ရီမှန်းချက်ကလည်းမတူဘူး၊ပန်းနိုင်ရလည်းမတူဘူး။မြင်းပြိုင်နှစ်ခုကမတူတဲ့အခါမှာဘလို့မှစုံစည်းဖို့ဆိုတာမလွယ်ဘူးလေနော်။သူနဲ့ကိုနဲ့ကဒီလိုမြင်းပြိုင်ဖြစ်နေတာကိုသွားကျင်တာတလန်း၊သူသွားကျင်တာတလန်း။အဲ့တော့ ွဲသွားတာကပို့ပြီးတော့မှနားအေးသွားတာပါရှင်ကျွန်တော်ကိုသူပြစ်ခဲ့တာမဟုတ်ပါဘူးလို့နော်